ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ28ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရေးပေါ်လာရံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးတင်တာကတော့ KNA ပြောပြတဲ့ကချင်မြို့နယ်၄ခုရဲ့လက်တလော့စီရေးအခြေအနေတွေကိုတင်ဆက်ပေးပါမယ်ကချင်လွတ်လပ်ရေးတပ်မတော် KNA နဲ့စစ်ကောင်စီတပ်အကြားလက်တလော့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ကဗမော်ဝိုင်းမော် ဖောက်ကန်နဲ့ခေါလန်ဖူးမြူနယ်တွေရဲ့လက်တလောစီးရေးအခြေအနေတွေကို KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဘုံမူကြီးနော်ဘူးကဒီကနေ့နိုဝင်ဘာလ29ရက်နေ့မှာရှင်းလင်းပြကြားပေးထားပါတယ်။ KIA ဘုံမော်မျိုးတင်စစ်စင်ရေးကို2024ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့တာဖြစ်ပြီးတနည်းကြားတဲ့အထိတိုက်ပွဲဆက်လက်ပြင်းထန်နေကအပြန်အလှန်ထိုးစစ်ဆင်မှုတွေရှိနေပါတယ်။အလားတူ KIA စိုးမိုးထိန်းချုပ်မှုအကောင့်တဲ့ဖောက်ကန်ဒေသကိုလည်းစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရေးကြိုးပမ်းနေလို့ တိုက်ပွဲတွေနှင်းဝက်လောက်ကြောင်ဖြစ်ပွားနေပါတယ်စစ်ကောင်စီကဖားကန့်ကိုစစ်အားတွေဖြစ်တင်းပြီးဒေတာရင်းစေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာကြောင့်တိုက်ပွဲတွေဇက်တိုက်ရှိနေတယ်လို့စစ်တပ်ရဲ့လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူသေဆုံးထိခိုက်မှုတွေလည်းမကြကနဖြစ်ပေါ်နေရပါတယ်ဝိုင်းမော်မြို့နယ်မှာလည်းစစ်ကောင်စီဟာပြည်သူစစ်အင်အားတွေစူးစိပြီးဒိုးစစ်ဆင်နေလို့ယခုနှစ်နွေကာလကစပြီးတိုက်ပွဲတွေရှိနေတာပါ KIA နဲ့မဟာမိတ်တပ်တွေဟာ2024ခုနှစ်မတ်လ9ရက်နေ့ကစတင်ပြီး ်ဝိုင်းမော်မြို့နယ်ကစစ်ကောင်စီတရင်ဌာနချုပ်အချို့နဲ့ဗျူဟာကြတဲ့တက်စကန်တွေအပါအဝင်ကချင်ပြည်နယ်ကတက်စကန်ရာချီကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့မြန်မာတရုတ်နယ်စပ်မြို့တွေအပါအဝင်စစ်ကောင်စီနဲ့ပြည်သူ့စစ်ထင်းချုပ်ရာမြို့တွေနေမြေတွေကိုထင်းချုပ်နိုင်ခဲ့ပါတယ်။ဒါကြောင့်စစ်ကောင်စီကစုံမထင်းချုပ်နေမြေတွေပြန်ရဖို့ကြိုးပမ်းတာဝိုင်းမော်မြို့နယ်ကလက်ကျန်တရင်ဌာနချုပ်လုံခြုံရေးအတွက်ရည်ရွယ်ပြီးစစ်ရေးလှုပ်ရှားနေလို့တိုက်ပွဲတွေဖြစ်နေတာပါ။ခေါလပုမြို့နယ်မှာတော့စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေဟာ KNA တင်ပိုက်ထားတဲ့စော့လွန်မြို့နယ်လန်စေဒေသကိုပြန်လည်ရရှိဖို့ပြီးခဲ့တဲ့လအနေငယ်ကကြိုးပမ်းလာလို့တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။လန်စေကိုတင်ဖို့ကြိုးပမ်းနေတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ဘူပေါင်းတပ်ဟာ KNA ဘူပေါင်းတပ်ရဲ့ခုခံမှုကြောင့်လန်စေဒိုးစစ်တက်လန့်ခဲ့ရတဲ့ပြင် KNA ရဲ့တံပြန်ထိုးစစ်မှာခေါလန်ဘူးဒေသကစစ်ကောင်စီတပ်စခန်းချို့တင်ပိုက်ခံလိုက်ရတယ်လို့ခေါလန်ဘူးပူတာအုံမျိုးတွေကစစ်ကောင်စီတပ်လုံခြုံရေးအတွက်ပါစိုးရိမ်နေရတဲ့အခြေအနေကိုကြုံနေရတာဖြစ်ပါတယ်။ ကချင်ပြည်နယ်အတွင်းလက်တလော့စီရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KNA သတင်းပြန်ကြားရေးဌာနသတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးရဲ့ရှင်းပြချက်တွေကိုရေးသားဖော်ပြလိုက်ပါတယ်။ဗမော်စီရေးအခြေအနေဗမော်မြို့ဘက်ကစီရေးအခြေအနေကတော့စစ်ကောင်စီတပ်စစ်ကြောင်းတွေလည်းမုံမောက်ဘက်ကိုတက်သွားတဲ့တုံးမိုင်နေရာဘက်မှာပို့ပြီးမှသူတို့ထိုးစစ်ဆင်တာကိုတွေ့ရှိရပါတယ်။နောက်တုံးမိုင်ကနေခလာရ49ဘက်ကိုပောက်တဲ့ရက်ွက်တင့်မြို့တဲ့ပေါ်အဲ့ဒီလမ်းကျောဘက်မှာလည်း သူတို့ထင်းချုံနိုင်ဖို့အတွက်အကြီးအကျယ်ထိုးစစ်စင်တာတွေ့ရပါတယ်ကျွန်တော်တို့ KIA နဲ့ပူးပေါင်းတက်တွေလည်းသူတို့ထိုးစစ်စင်တဲ့နေရာတိုင်းမှာခုခံတိုက်ပွဲက နေတိုင်းဖြစ်ပါတယ်သူကလက်နက်ကြီးနောက်လေကြောင်းကိုအပြုတ်ပြီးမှမြေပြင်ကနေလည်းတာလွန်အင်အားစုပြီးတက်လာတဲ့စစ်စင်ရေးတွေဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့နဲ့နေတိုင်းလူလူတိုက်ပွဲဖြစ်ပါတယ်တချို့နေရာမှာတော့ကျွန်တော်တို့လည်းစုပ်ပေးတဲ့နေရာတွေလည်းပါပါတယ်ဒါပေမဲ့ကျွန်တော်တို့အခိုင်အမာကျွန်တော်တို့တက်စကန်ချထားတဲ့နေရာတွေတော့စုပ်တဲ့နေရာတွေမှာမပါပါဘူး ဝိုင်းမော်စီအခြေအနေဝိုင်းမော်မြို့နယ်လက်မြတ်ဘက်မှာလည်းမြေပြင်ကနေထိုးစစ်စင်တာအဲ့ဒီလောက်ကြီးမဟုတ်ဘူးဒါပေမဲ့လက်နက်ကြီးတို့ drone တို့လေကြောင်းနဲ့ကတော့နေတိုင်းလူလူပစ်ပါတယ်သူတို့ရဲ့လက်လွတ်ခဲ့တဲ့ရွှေညောင်ပင်စခန်းဘက်မှာလည်းလေကြောင်းကနေဘုံကျဲတက်ခိုက်နေတာတွေ့ရှိရပါတယ်ပြည်သူလူတို့ရဲ့နေအိမ်တွေထိခိုက်တာရှိပါတယ်နောက်လက်မြတ်ဘက်မှာလည်းသူတို့အများတန်းလူလူထိုးစစ်စင်ဖို့မြေပြင်ကနေပြင်ဆင်နေတာတွေ့ရှိရပါတယ်အဲ့ဒီမှာကျွန်တော်တို့လည်းအများတန်းစောင့်ကြည့်ပြီးမှတိုက်ခိုက်နေတာဖြစ်ပါတယ်ဟောကန်စီအချင်းနီး ဖောက်ကန်ဘတ်မှာတော့မြို့ရင်းမှာသူတို့ရဲ့စစ်ကြောင်းတွေထိုးပြီးမှမြို့ရင်းမှာလှုပ်ရှားတာလှုပ်ရှားတဲ့အခါကျတော့တိုက်ပွဲတွေဖြစ်တာကျွန်တော်တို့ KIA နဲ့ပူးပေါင်းတပ်တွေလည်း PDF တွေလည်းအမြဲတမ်းစောင့်ကြည့်နေပါတယ်။ဒါကြောင့်သူတို့လှုပ်ရှားတဲ့နေရာတိုက်ပွဲဖြစ်ပါတယ်။သူတို့ကတော့အခုထိကတော့ရန်သူရှိရှိမရှိရှိဘာမှဂရုမစိုက်ဘူး။သူတို့ကပြည်သူလူထုရှိတဲ့ဘက်မှာရက်ကွက်တွေမှာလက်နက်ကြီးတွေ drone တွေနဲ့အမြဲတမ်းဘုံကျဲတာရှိပါတယ်။ဒါကြောင့်ပြည်သူလူထုတွေထိခိုက်တာတွေသူတို့အိမ်တွေပျက်စီးတာတွေရှိပါတယ်။ နောက်တစ်နေ့ကတော့ဖကန်ဘတ်မှာသူတို့မဲဆွဲဖို့စိုင်းဘုတ်တွေထောင်တဲ့ဆိုတဲ့သတင်းလေးကြားပါတယ်အတိအကျတော့မသိရှိရသေးပါဘူးခေါလန်ဖူးဒေတာစီရေးအခြေအနေခေါလန်ဖူးဘတ်မှာကတော့ခေါလန်ဖူးဘတ်ကနေကျွန်တော်တို့လန်ဆယ်ဘတ်ကိုသူတို့ကစစ်စင်ရေးလုပ်တာရှိပါတယ်အဲ့ဒီဘတ်မှာလည်းကျွန်တော်တို့ဘတ်ကနေနေတိုင်းလုံလုံခုခံပြီးမှတိုက်ပွဲတွေရှိပါတယ်သူတို့ကလေကြောင်းနဲ့ပြစ်ကူတာရှိတယ်သူတို့စစ်ကူတွေလည်းပူတာအိုဘတ်ကနေလေကြောင်းနဲ့ပို့ပေးတာတွေရှိပါတယ်အဲ့ဒါကြောင့်အဲ့ဒီဘတ်မှာတော့နေတိုင်းလုံလုံတိုက်ပွဲရှိတယ် စည်ရည်တင်းမာတဲ့အနေအထားဖြစ်ပါတယ်။ပူတာအိုကနေလုံရှားရန်တန်ကြာဘတ်နောက်အဲဒီကနေအင်ခါကဘတ်မလိခဘတ်မှလည်းစစ်ကြောင်းတွေဆင်းပြီးမှသူတို့ရဲ့ပူတာအိုလုံခြုံရေးအတွက်သူတို့တင်းတင်းကြပ်ကြပ်နေရာယူထားတာတွေ့ရှိရပါတယ်။ကချင်ပြည်နယ်ရဲ့စည်ရည်အခြေအနေကတော့အကြမ်းဖျင်းဒီလိုရှိပါတယ်။ KIA ကချင်ပြည်နယ်အပြင်ရှမ်းမြောက်မှာလည်းတပ်မဟာတွေစုဖွဲ့တည်ရှိတာဖြစ်ပြီးကုတ်ခိုင်မြို့နယ်နဖက်ကဒေသနဲ့မဘိမြို့နယ်တွေကိုတိုက်ခိုက်သိမ်းပိုက်ထားတာဖြစ်ပါတယ်။ရှမ်းမြောက်ဒေသစည်ရည်အခြေအနေတွေကိုလည်း ထက်မှန်ဆက်သွယ်မေးမြန်းထားပြီးဘုံမူကြီးနော်ဘူးရဲ့ဖြေကြားမှုရရှိပါကဆက်လက်ဖော်ပြသွားမှာဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဒေါက်တာဆာဆာ NUG ကနှုတ်ထွက်ခဲ့ကြောင်းအပြည့်အစုံကိုတင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG ရဲ့အပြည့်ပြည့်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးတာဝန်ယူထားသူဒေါက်တာဆာဆာဟာအစိုးရအဖွဲ့မှနှုတ်ထွက်ကြောင်း၎င်းနဲ့နှိစက်သူတူအူကပြောပါတယ်ဒေါက်တာဆာဆာနှုတ်ထွက်သောအကြောင်းရင်းနဲ့ပတ်သက်ပြီးထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့စက်တင်ဘာလကလေးကနှုတ်ထဆတင်ထားခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။၎င်းနဲ့ဆွေမျိုးတော်ဆက်သူတူကလည်းဒေါက်တာဆဆအနေနဲ့ NUG ကပြင်ဆင်ပြောင်းလဲဖွဲ့စည်းမဲ့အစိုးရအဖွဲ့တွေပါဝင်တော့မှာမဟုတ်ကြောင်းလည်းပြောပြထားပါတယ်။လက်ရှိ NUG အစိုးရမှာဝန်ကြီးဌာန18ခုရှိပြီးဝန်ကြီး16ဦးဒုဝန်ကြီး18ဦးတို့နဲ့ဖွဲ့စည်းထားကမကြမီကာလမှာဝန်ကြီးဌာနအချုပ်ကိုဦးစီးဌာနများဖြင့်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမှာဖြစ်ကြောင်း NUG ဘက်ကထုတ်ပေါ်ပြောဆိုထားပါတယ်။ ဦးစီးဌာနဖြစ်ပြောင်းလဲကဝန်ကြီးဌာနဖြစ်သိမ့်မယ်ထင်ပါလူခွင့်ရေးဝန်ကြီးဌာနဝန်ကြီးဦးထင်လင်းအောင်ဦးဆောင်တဲ့ဆက်သွယ်ရေးတရင်ချက်လက်နဲ့ဤပညာဝန်ကြီးဌာနဝန်ကြီးနော်ဆူဇန်နာလှလှဆူဦးဆောင်တဲ့မျိုးသမီးလူငယ်နဲ့ကလေးသင်ငယ်ရေးရာဝန်ကြီးဌာနတို့ပါဝင်ကြောင်းသိရှိရပါတယ်။ဒေါက်တာဆာဆာနှုတ်ထွက်စွာတင်ထားခြင်းနဲ့ဝန်ကြီးဌာနတချို့ပြောင်းလဲဖွဲ့စည်းမဲ့အခြေအနေနဲ့ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူကိုနေပွန်းလက်ထက်ကိုအေယာမရိကဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်ဖြေကြားခြင်းမရှိသေးပါဘူးခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးကြတာကတော့ဒွန်ဆန်းစုကြည်နဲ့အတူတူအလုပ်လုပ်ရန်အတင်းထားတယ်လို့ဥကြည်တို့ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာဒီမိုကရေစီအရေးအတွက်လူထုခေါင်းဆောင်ဒွန်ဆန်းစုကြည်နဲ့အတူတူဆက်အလုပ်လုပ်နိုင်ရန်အတင်းထားကြောင်းနဲ့ကျမ၏ဂရုစိုက်ပြီးနေထိုင်နေခဲ့တယ်လို့စစ်ကော်မရှင်လွန်ငိမ့်နဲ့အင်းစိန်ထောင်းမှဒီကနေ့နိုဝင်ဘာလ28ရက်နေ့မှာပြန်လည်လွတ်မြောက်လာတဲ့ဥကြည်တို့ကပြောပါတယ်။ဥကြည်တို့ဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ဗဟုပြန်ကြားရေးမှအရေးပါထင်ရှားသူတစ်ယောက်ဖြစ်ပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ရန်ကုန်မြို့လှဲတန်းမှာဦးကြည်တိုးကိုစစ်တပ်ကဖမ်းဆီး၍ထောင်ချခဲ့ပါတယ်အသက်60အထိအန်တီဒွန်ဆန်စုကြည်နဲ့အတူတူအလွတ်လွတ်ရန်အတင်းထားတယ်လို့ဦးကြည်တိုးကသတင်းမီဒီယာအချို့ရဲ့ရှေ့မှာယနေ့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်စစ်ကောင်မရှင်ကရသက်ကြီးဥပဒေပုံမှ905ကကြီးအရပြစ်ဒဏ်ကြောက်ခံလေးရှိတဲ့အကျဉ်းသား924ဦးကိုခံဝန်ပြန်၎င်း2361ဦးကို ကျက်ရှိပြစ်တင်လျှော့ပေါ်၍လူငင်းခွင့်ပြုခဲ့ကြောင်းနှင့်ထိုပုံမှန်ဖြစ်တရားဆွဲဆိုခံရပြီးထွက်ပြေးတင်းရှောင်နေ၍ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှန်၅တင်းနှစ်နဲ့တရားဆွဲဆိုခံရသူ9980ဦးရဲ့အမှုတွေကိုပိတ်သိမ်းကြောင်းယမန်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ဒီကနေ့အင်းစိန်ထောင်များထဲမှာပြန်လည်လွတ်မြောက်လာသူများထဲမှာစစ်အာဏာရှင်စန့်ကျင်ရေးလူထုတပိတ်လှုပ်ရှားမှုများမှာပါဝင်ခဲ့တဲ့တက္ကသကျောင်းသားဟောင်းများအင်အားစုရဲ့တွဲဖက်တီတောင်သူနဲ့အလွတ်တန်းတပ်ပုံတရင်တောင် ကိုဇော်လင်းထွက်ခေါ်ဖို့တားလဲပါဝင်ပါတယ်စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ခြင်းကြောင့်စစ်ကော်မရှင်ကဖမ်းဆီးကပုံမှန်905ကကြီးနဲ့ဖမ်းဆီးထောင်ချထားတဲ့အကျဉ်းသားအကျဉ်းသူ3000ကျော်ကိုပြစ်ဒဏ်များမှရှော့ပေါပေးလိုက်ကြောင်းယမနစ်နိုဝင်ဘာလ26ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ်စစ်ကော်မရှင်ကပြစ်ဒဏ်မှရှော့ပေါပေးလိုက်သူတွေဟာနိုင်ငံစုပူအောင်လှုပ်ဆော်တဲ့ပုံမှန်အဖြစ်လူသိများတဲ့ပုံမှန်905ကကြီးနဲ့ဖမ်းဆီးထောင်ချခံခဲ့ရသူများလည်းဖြစ်ပါတယ်ယခုပြန်လွတ်ပေးလိုက်တဲ့သူတွေတဲက 924ဦးဟာနောက်တစ်ချိန်ပြစ်မှုထပ်မံကြည်လွန်ပါကထိုပြစ်ဒဏ်ပြင်ကြာခံရကြံရှိတဲ့ပြစ်ဒဏ်တွေကိုပါဆက်လက်ကြာခံရမှာဖြစ်ပါတယ်။နောက်ထပ်2361ဦးကိုတော့ရင်းတို့တရားစွဲဆိုထောင်ချခံရတဲ့ပုံမှန်905ကာကြီးပါပြစ်ဒဏ်တွေကိုရှော့ပေါကလွန်ငိမ့်တက်တာကွင်ပြုတ်လိုက်တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒုဒရီဟာပုံမှန်905ကာကြီးပါပြစ်ဒဏ်တွေကိုတက်တာကွင်ရပြီမယ်လေ။အခြားပုံမှန်တစ်မျိုးမျိုးနဲ့တရားစွဲဆိုခံရရပါကထိုပြစ်ဒဏ်မှလွတ်မြောက်မှာမဟုတ်ပါဘူး။ ပုံမှန်905ကကြီးကိုစစ်တပ်အာဏာသိမ်းပြီးနှစ်ပတ်အကြာဖေဖော်ဝါရီလ14ရက်နေ့မှာစစ်ကောင်စီကပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါတယ်။ဒီပုံမှန်တရားစွဲခံရပါကအာမခံမရတဲ့ပုံမှန်ဖြစ်ပြီးပြစ်ဒဏ်ကို၃နှစ်တက်မှတ်ခဲ့ပါတယ်။ပုံမှန်905ကကြီးနဲ့ဖမ်းဆီးခံခဲ့ရသူအများစုဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့အနေနဲ့အကြမ်းမဖက်လူတုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ဝန်ထမ်းများစစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့စန္ဒပြပွဲမှာပါဝင်သူများ အာဏာသိမ်းသူကိုဆိုရှယ်မီဒီယာများမှာကန့်ကွက်စာရေးသားခြင်းရှုတ်ချခြင်းနဲ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီးတရင်ထဏာများရဲ့ပေါ်ပြချက်တွေကိုမှတ်ချက်ရေးသားခြင်းပြန်လည်မျှဝေခြင်းနဲ့ထင်မြင်ချက်ရေးသားခဲ့သူများဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက်ပုံမှန်905ကကြီးနဲ့ဖန်ဝရထုတ်ခံထားရသူတွေထဲမှာဆိုရှယ်မီဒီယာမှာထင်ရှားသူများဂျာနယ်လစ်များအမှုပညာရှင်များထင်ရှားကြော်ကြားသူများလည်းပါဝင်ပါတယ်။အဲဒီလိုပုံမှန်905ကကြီးနဲ့ဖန်ဝရထုတ်ခံရပြီးနောက်တင်းရှောင်နေသူ ထို့သောတင်းရှောင်ခြင်းကြောင့်တရခံပြီးပုံမှန်9.1နဲ့ထက်မှတ်တရားဆွဲဆိုခံရသူ9580ဦးကိုလည်းအမှုပိတ်သိမ်းပေးလိုက်တယ်လို့စစ်ကောင်မရှင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ထို့သူတွေအားလည်းပုံမှန်905ကကြီးနဲ့တရားဆွဲဆိုခြင်းတရခံပြီးပုံမှန်နောက်တစ်နှစ်နဲ့တရားဆွဲဆိုခံရခြင်းမှလွတ်မြောက်ပြီမလဲအခြားပုံမှတမျိုးမျိုးတက်တရားဆွဲဆိုခံထားရပါကထိုပြစ်ဓမ္မလွတ်မြောက်နိုင်မှာမဟုတ်ပါဘူးခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ ထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေဘေးသင့်မြန်မာရွှေပြောင်းအလုသမားတွေကို NUG အစိုးရအလုသမားဝန်ကြီးဌာနကကူညီထောက်ပံ့ပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းဆုံခလာကရိုင်ဟဲ့ရိုင်မြို့နယ်အနီးပတ်ဝန်းကျင်ဒေသတွေမှာယခုရက်ပိုင်းတွင်ရာသီဥတုစိုးရွားပြင်းထန်မှုကြောင့်ပြင်းထန်တဲ့ရေကြီးရေရှမ်းမှုများဆက်တိုက်ဖြစ်ပွားလျက်ရှိရမှာထိုင်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ရေဘေးသင့်မြန်မာရွှေပြောင်းအလုသမားတွေကို NUG အစိုးရအလုသမားဝန်ကြီးဌာနကကူညီထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါတယ်။ အန်ယူဂျီအစိုးရအနေနဲ့ဟဲ့ရိုင်မျိုးနဲ့၎င်းပတ်ဝန်းကျင်ဒေသမှာရှိတဲ့ရေပေးသင့်မြန်မာရွှေပြောင်းအလို့သမားများအသက်ရှင်ရက်တည်ရေးအတွက်မရှိမဖြစ်လိုအပ်သောစံစီတုတ်သုံးရီအသင့်စားအစားအစာများနဲ့အခြေခံစေဝါများအပါအဝင်အထောက်ပံ့ပစ္စည်းတွေကိုစီမံပြီးသက်ဆိုင်ရာဒေသမှာရှိတဲ့မြန်မာအတိုင်းဝိုင်းခေါင်းဆောင်များအလို့သမားတမကများနဲ့ပူးပေါင်းပြီးထိရောက်စွာဖြန့်ဝေပေးနိုင်ရန်တွားရောက်ထောက်ပံ့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကားတော့ ကွန်းချံကုံတောင်ကုန်းကြီးရွာအုတ်ချုပ်ရေးမှုမြင့်စောက NLD ပါတီထောက်ခံသူအမျိုးသမီးတအူးကိုမရင်းကျင်ပြီးရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ယင်းအမျိုးသမီးကိုဖမ်းဆီးခိုင်းကတရားရုံးကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းကွန်းချံကုံမြို့နယ်တောင်ကုန်းကြီးရွာအုတ်ချုပ်ရေးမှုမြင့်စောကအမျိုးသမီးတအူးကိုအတင်းအဓမ္မလိမ်ပိုင်းဆိုင်ရာချင်းချောက်အနိုင်ကျင်ပြီးပြုကျင့်ခံရတဲ့အမျိုးသမီးကိုရွေးကောက်ပွဲနှောက်ယှက်မှုနဲ့ဖမ်းဆီးကထောင်ဒဏ်9နှစ်ချမှတ်လိုက်ကြောင်း ြစ်တင်ချခံရတဲ့မြို့သမီးရဲ့မိဆွေများကပြောဆိုပါတယ်။အော်တိုဘာလ6ရက်နေ့မှာကွန်ချန်ကုန်းမြို့နယ်တောင်ကုန်းကြီးရွာအုတ်ချုပ်ရေမှုမြင့်စော်ကတရွာတဲနေ NLD ပါတီဝင်းရတူအမျိုးသမီးကိုချိန်ချောက်မရင်ကျင်းခဲ့ကြောင်းရင်းနောက်အစိုးရအမျိုးသမီးကတိုင်ကြားရန်ကြိုးစားတဲ့အခါမှာအုတ်ချုပ်ရေမှုမြင့်စော်နဲ့ဇနီးဖြစ်သူက၎င်းအမျိုးသမီးကိုမေယုံလုပ်ငန်းနှောက်ယှက်မှုနဲ့အော်တိုဘာလ23ရက်နေ့မှာရဲခေါ်ဖမ်းဆီးခဲ့ကြောင်းနိုဝင်ဘာလ19ရက်နေ့မှာ ရေကောက်ပွဲနောက်ဆက်ဖြစ်စည်းသောပုံမှန်တွေနဲ့အထက်မှပြုကျင့်ခံရတဲ့ NLD ဝန်ရံသူအမျိုးသမီးကိုထောင်ဒဏ်9နှစ်တရားရုံးကချမှတ်လိုက်ကြောင်းသိရှိရပါတယ်။ရွာအုပ်ချုပ်ရေးမှူးဇနီးခင်မတင်းကရက်ကြီးရွေးကော်ကော်မရှင်ဥက္ကဋ္ဌလို့တော့အထက်မှပြုကျင့်ခံရလို့တိုင်ဖို့ကြိုးစားတဲ့အမျိုးသမီးကိုမဲရုံကိုနောက်ဆက်တဲ့ဆိုပြီးဖမ်းခိုင်တာပြီးတော့ရွေးကောက်ပွဲနောက်ဆက်ဖြစ်စည်းတဲ့ဆိုပြီးဖမ်းဆီးပြီးထောင်ချလိုက်တာမရင်းကျင့်ခံရတဲ့အမျိုးသမီးကတရားရုံးမှာသူအထက်မှပြုကျင့်ခံရကြောင်းတိုင်ကြပါတယ်။ဒါပေမဲ့ ပြုကျင့်သူအုပ်ချုပ်ရေးမှုမြင့်စွာကိုအရေးယူတာမရှိပါဘူး။မရင်းကျင့်သူကိုအရေးမယူဘဲအနိုင်ကျင့်ခံရသူကိုနိုဝင်ဘာလ19ရက်နေ့မှာရွေးကောက်ပွဲနောက်ရှက်မှုနဲ့ထောင်တန်းခုနှစ်နဲ့မတရားချလိုက်တာပါလို့ပြုကျင့်ခံရတဲ့အမျိုးသမီးရဲ့မိတ်ဆွေကရှင်းပြပါတယ်။မရင်းပြုကျင့်ခံရတဲ့အမျိုးသမီးရဲ့ခင်ပွန်းဟာနိုင်ငံခြားကိုရောက်ရှိနေပြီးအမျိုးသမီးမှာ2020ခုနှစ်ရွေးကောက်ပွဲကာလ NLD ပါတီအောင်ဝင်ရခဲ့ကြောင်းရင်းချက်ကိုအုပ်ချုပ်ရေးမှုမြင့်စွာကအကြက်ကိုင်းက PDF နဲ့ဆက်သွယ်တယ်လို့ဆွဆွဲပြီး စစ်တပ်နဲ့ရဲကိုဖမ်းခိုင်းမယ်ပိုင်ဆိုင်မှုများတင်ခိုင်းမယ်လို့ချင်းချောက်၍အတ္တမမတင်ကျင်ခဲ့ကြောင်းဒါအပြင်အုတ်ချုပ်ရင်မှုမြင့်စွာကမရင်းပြုတ်ခြင်းခံရသူရဲ့တမိဖြစ်သူကိုပါထပ်မံပြုတ်ခြင်းရန်ကြိုးစားလာကြောင်းသိရှိရပါတယ်။အုတ်ချုပ်ရင်မှုမြင့်စွာကတောင်ကုန်းရွာသူရွာသားတွေကိုလည်းသူ့ကိုတိုင်ရင် PDF နဲ့ဆက်သွယ်ရဆိုပြီးဖမ်းခိုင်းမယ်လို့ချင်းချောက်ထားတော့တရွာလုံးကကြောက်ပြီးဘယ်သူမှမပြောရဲမတိုင်ရဲကြဘူး။ရွာထဲမှာသူ့ရဲ့ချင်းချောက်အနိုင်ကျင့်မှုကိုခံရတဲ့တခြားအမျိုးသမီး၃လေးဦးလောက်ရှိပါသေးတယ်။ ူတို့ကတော့မိသားစုအဆက်ဂုံတိတ်ခါကြောင့်ထုံမပြောရေးကြဘူးလို့ဒေသပြည်သူတဦးကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုပါရခင်ဗျာဟုတ်ကဲ့ပါခုလိုတရင်များကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရေးတရင်တို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြင့်ဆုံးလွတ်မြောက်ပြီးတော်လိုင်းနေတဲ့ကိုချိန်တော်တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လိုင်းတရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ